မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိမ့်တိုက်ပွဲသတင်းအရောကျင်းပြင်းနဲ့ကော့ဂရိတ်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ကျူးကျော်တပ်ဆွဲထားတဲ့ဗလဲတိုတပ်စခန်းကို KNL KNDO နဲ့ PDF ပူးပေါင်းတပ်များကအပိတတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့ညနေ9:00ကမှကော့ဂရိတ်မြို့နယ်ကျေးရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဝင်းအောင်ကျူးကျော်တပ်ဆွဲထားတဲ့ ်ဘလဲတိုတပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုတမဟာ6ဦးဆောင်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်သိမ့်ပိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့မှာ KTV မှာတွားပြီးတော့တောက်စားပြော်ပိုက်ရန်ဆိုင်ကယ်နဲ့ထွက်လာတဲ့ရဲသုံးဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ18ရက်နေ့မွန်းလွဲ၂နာရီကမှပခုတ်ကူမြို့နယ်ဖုံးကံကျေးရွာမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီဂိတ်ကရဲထုတက်ချက်သိဟအောင်ရဲတပ်သားလှဘုံနဲ့ရဲတပ်သားစီသူလွင်တို့ဟာပခုတ်ကူမြို့မှာရှိတဲ့ KTV ကိုတောက်စားပျော်ပါရန်စိုက်ကဲနဲ့ထွက်လာတဲ့အချိန်လမ်းမိုင်းတနေရာမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖုံးကန်ရွာနဲ့ပခုတ်ကူမြို့ဆိုတာတမိုင်လောက်ပဲဝေးတာပါ။ပြီးတော့ဖုံးကန်ရွာကတရွာလုံးရှောင်နေကြရတာပြည်သူတွေမရှိတော့ဘူး။ဒီကထွက်ရင်စစ်ခွေးတွေပဲရှိတော့တာ။သူတို့ကခရိုင်ရဲတွေပါခရိုင်ကနေမြို့မှာစခန်းတွေမှာတာဝန်ချက် အဲ့ဒီကနေမှဂိတ်တွေကိုခွဲပြီးတော့တာဝန်ချထားတာလက်ရှိသူတို့ကိုတုံမဲဥတွေနဲ့အညီထိမ့်သိမ်းထားပါတယ်လို့ Southern YSO PDF တာဝန်ခံကိုအောင်မောင်းကရှင်းပြထားပါတယ်။၎င်းဖမ်းဆီးမှုကို Southern YSO PDF တောင်းညင်အောင် Yezido Revolution Group YRG ပြည်သူ့အာမန် PDF YSO King Cobra တောင်းဆက်သည့်အဖွဲ့များပူးပေါင်းတာလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိတဲ့ရဲ၃ဦးထံကနေပြီးတော့လက်ကင်ဖုန်၃လုံး၊ငွေကြက်၃,၉၈၀၀ကျပ်နဲ့လက်ပြဘုံ၂လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းမင်းလာမြို့နယ်ဗကိုးရုံးမအတွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမူးယူပြီးတော့မုတ်ခါဆဲမှာရေးစင်းချိုးနေတဲ့အချိန်မွေကပ်ရေးနေပြီးတော့နှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ22ရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့မေလမြို့နယ်အပိုင်းဘကိုးရုံမှအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်100ခန့်ကစစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီနေ့မွန်လွယ်3:00ခန့်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဘကိုးရုံမှအတွင်းစိန်ကန့်လန့်မြို့ချောင်းရုံမှဖြတ်ကျော်လမ်းမိတ်မှာရှိတဲ့ဗန်ပွေးကုန်းရွာအနီးကိုရောက်ရှိလာပြီးတော့မုတ်ခါဆဲမှာမူယူတောက်စားပြီးတော့ရေးစင်းချိုးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးရေးစင်းချိုးနေတဲ့အချိန်မှာစစ်ကောင်စီတပ်သားတအူးကမွေကိုက်ခံရပြီးတော့တေဆုံးကကျန်တဲ့တအူးကတော့ရေးနဲ့တေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗါး ်သိမ်းဆုံးသွားတဲ့စစ်ကောင်စီတပ်သားများရဲ့အလောင်းများကိုမင်းလာမျိုးဘော်ကိုနိုင်ရေးကနဲ့ပို့ဆောင်ခဲ့တယ်လို့သိရပါဗန်မွေးကုန်းရွာနဲ့မုတ်ခါဆယ်ကတမိုင်လောက်ပဲကွာပါတယ် ်စစ်ခွဲစစ်ကြောင်းကမဲလာမြို့နယ်အပိုင်းဘကိုးရုံမတဲကိုမနေကလေးကစစ်ကြောင်းထုတ်ဖို့ဝင်လာတာအင်အားကအယောက်100လောက်ရှိတယ်ဗန်ပွဲကုန်းရွာကိုမနေ့အစောပိုင်းကလေးကရောက်နေတာသူတို့ရောက်လာပြီးတော့မုတ်ခါဆဲမှာမူယူဆဲဆိုပြီးတော့ရေစင်းကူတာဒကောင်ကမွေကြိုက်လို့သေးတယ်နောက်ဒကောင်ကတော့ရေနေပြီးသေးတယ်အလောင်းတွေကိုနိုင်ရီကနဲ့ပြန်တယ်သွားပြီအဲ့ဒီစစ်ခွဲစစ်ကြောင်းတကြောင်းလုံးကတောဆောင်တက်တွေမကြိုက်တာတွေလှုပ်လို့တကြောင်းလုံးပြုတ်မှာဆိုပြီးနတ်ကတော်တွေကဝင်ပူပြီးပြောတာတွေလည်းရှိတယ်လို့ဒေတာရင်းသတင်းရင်းတွေကပြောဆိုထားပါတယ်ဒါအပြင်အဲ့ဒီအချမ်းဘတ်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေပြီးတော့စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများရှိပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသေးဖြစ်တယ်လို့ဒေတာရင်းရှေတန်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမင်းငယ်မြို့နယ်တာစီရွာနယ်မင်းစုရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူဆယ်ဦးထက်မနည်းသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့မွန်းလွဲ2နာရီ45မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကမင်းငယ်မြို့နယ်တာစီရွာနယ်မင်းစုရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အ ်အချမ်းမဲ့စစ်တပ်ရဲ့လေးချောင်းတိုက်ခတ်မှုကြောင့်ကလေးတငယ်များအပါအဝင်ပြည်သူ၁၀ဦးထက်မနည်းသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာပြင်းထန်သူများလည်းပါဝင်ပြီးတော့သေဆုံးသူအရေအတွက်ခတ်တိုးနိုင်တယ်လို့သိရပါတယ်။မင်းငယ်မြို့နယ်တောင်တွင်းဒေသကမင်းစုနဲ့တာစီရွာတွေကိုစစ်ခွေးတွေလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်သွားတယ်လို့သိရပါတယ်။ ်သေဆုံးသူ10ဦးနဲ့ဒဏ်ရာရသူ14ဦးရှိတယ်လို့ကဏ္ဍဦးသိထားရပါတယ်။စိုးရင်ရတာက10ဦးပါတယ်။ကလေးတွေလည်းအများပြပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချက်ပတ်ဆက်တက်ကလေရင်လက်နက်ကြီးများနဲ့ဇက်တိုက်ဘုံကျဲတိုက်ခတ်နေပြီးတော့ တိုက်ပွဲများလည်းဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့မနက်9:22မိနစ်ခန့်ကစတင်ပြီးတော့မတရားမျိုးနယ်အရှိချမ်းကိုဒရဲဦးလေတပ်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးနဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများကိုဆက်လက်နဲ့နှစ်ချိန်ပစ်ခတ်ခဲ့တယ်လို့သိရပါရယ်။ဒါအပြင်မနက်9:56မိနစ်ခန့်မှာ Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုနှစ်ချိန်ပြုလုပ်ခဲ့တယ်လို့သိရပါရယ်။နေ့လယ်7:00နာရီကျော်လောက်မှာလေကြောင်းတိုက်ခိုက်မှုနှစ်ချိန်ပြုလုပ်သွားတယ်လို့သိရပါရယ်။မွန်လွယ်3:45မိနစ်ခန့်မှာလည်း တိုက်ပွဲဖြစ်ပွားရာနေရာများကိုအချက်မဲ့စစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ပြီးဆက်လက်များနဲ့ထပ်မံပစ်ခတ်သွားတယ်လို့သိရပါဗျ။အချက်မဲ့စစ်တပ်ဟာတောင်ကန်ကေးရွာဘက်အနီးတစ်ဝိုက်ကိုလည်းမွန်လွဲတနအိုင်ကမှာလက်နဲ့ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မှုရှိပါတယ်။အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူး။တိုက်ပွဲတွေကလည်းဇက်တိုက်ဖြစ်နေတော့ပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Voice of Mandalay ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းဇကိုင်းမြို့ပန်းတော်ရက်ကွက်မှာနေထိုင်တဲ့ကြောက်ပွဲစားကိုမောင်မောင်ကိုအကြမ်းဖက်ဆက်တပ်ကနေအိမ်ထဲထိဝင်ရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ22ရက်နေ့ညနေ4:22မိနစ်ခန့်မှာပန်းတော်ရက်ကွက်မှာနေထိုင်တဲ့ကြောက်ပွဲစားကိုမောင်မောင်ဆိုသူကိုဒကောင်းရက်ကွက်ပြူစောတိအဖွဲ့နဲ့အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ကြီးမြင်းစော်တို့ပူးပေါင်းပြီးတော့ကားငါးစီးနဲ့နေအိမ်ထဲထိကိုဝင်ရောက်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါဗျ။စစ်ခွေးတွေဖမ်းဆီးသွားတဲ့ကြောက်ပွဲစားမောင်မောင်ကအသက်အရွယ်က35နှစ်ပါ။ မလျင်ဘေးပြည်သူတွေကိုပြစ်စည်းဝေတဲ့အချိန်မှာမောင်မောင်ကသွားထုတ်တာသူများတွေဆိုပြစ်စည်းအစုံလင်ရတယ်သူ့ကိုဝေတဲ့နေရာမှာချင်းတော်မပါလို့ဆိုပြီးတော့ဆဲဆူခဲ့လို့ခဏနေတော့သူ့အိမ်ကိုပြူစောထင်းနဲ့စစ်ခွေးခန့်အုပ်ကြီးတွေကလိုက်လာပြီးဝင်းရောက်ဖမ်းဆီးသွားတာပါဖမ်းရင်တော့ရဲစခန်းနဲ့တပ်မ33ကမဖမ်းတော့ဘူးပြူစောထင်းတွေနေတဲ့တောင်ပေါ်ကိုပဲခေါ်သွားဖို့များတယ် ခေါ်သွားရင်တော့ဒီကောင်အကောင့်တိုင်းပြန်မလာနိုင်တော့ဘူးနှိပ်စက်ခံရပြီးမှပဲပြန်လာရမှာလို့ပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတာဝန်ခံကပြောပြထားပါဗါးအလားတူပဲမေလ23ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှစကိုင်းမြို့မကြီးစင်ရက်ကွက်မှာရှိတဲ့အချမ်းမစစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများကလူငယ်9ဦးကိုလည်းနေအိမ်ထဲထိဝင်ရောက်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါဗါးပေါ်တာဆွဲဖမ်းဆီးသွားတာပါ23ရက်နေ့ကမနက်7:00နာရီခွဲလောက်ကနေအိမ်ထဲကိုဝင်ဖမ်းသွားတာ ဖမ်းဆီးသွားတဲ့လူငယ်တွေရဲ့နာမည်တော့မသိရသေးဘူးအခုဟာကအဲ့ဒီဘက်တွေကသွားလို့လာလို့အဆင်မပြေသေးလို့အသက်အရွယ်တွေအကုန်လုံးကတော့20ကျော်တွေကြီးပဲကားသုံးစီးနဲ့ဝင်လာပြီးတော့ဖမ်းသွားတာအင်အား20လောက်ရှိမယ်လက်ရှိတော့လူငယ်9ဦးကိုခွေအုပ်ရုံးနဲ့တပ်မ33တခုခုမှဖမ်းဆီးထားပါတယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတာဝန်ခံကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းထီးလင်းမြို့နယ်ပုံတောင်နတ်ထိန်မှာရှိတဲ့ကပ္ပစ24ရဲ့ကာကင်စခန်းတိတ်ပိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ22ရက်နေ့နေ့လယ်ပိုင်းကထီးလင်းမြို့နယ်ကျင်းရွာအရှိဒေသခေါ်ပုံတောင်နတ်ထိန်မှာရှိတဲ့ကပ္ပစ24ရဲ့ကာကင်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်တိတ်ပိုက်ခဲ့တယ်လို့သိရပါဗျ။ အခုလိုမျိုးတိတ်ပိုက်ခံရပြီးတဲ့နောက်မေလ22ရက်နေ့မနက်အစောပိုင်း3:38မိနစ်မှာတကြိမ်3:43မိနစ်မှာတကြိမ်တကြိမ်ကို ပေါင်250ဘုံသီးနှလုံးစီနဲ့လေးလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။နေကင်းမိုင်းကလေးကကာကင်းစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်သိမ်းထားတာအကုန်လုံးသိမ်းဆီးပြီးလို့တော့မှစခန်းတော်ပြန်ရောက်နေတော့ပြီ။လေရင်ကနောက်တနေ့မနက်ကျမှလာကျဲသွားတာပါ။ထိခိုက်မှုမရှိတော့ပါဘူး။ကပ္ပစ24ရဲ့ကာကင်းစခန်းမှာအင်အားကတော့အယောက်90လောက်ရှိမယ်ထင်တယ်။တခါတည်းကကျင်းပါတဲ့ကိုဝင်လာတာအယောက်90လောက်ရှိပါတယ်။ အခုကတိမ့်လိုက်တဲ့အချိန်မှာတော့ဘလို့ရလိုက်လဲတော့မသိသေးဘူးတိမ့်ပိုက်တဲ့အဖွဲကတရားဝင်ထုတ်ပြန်ကြေညာပါလိမ့်မယ်လို့ဒေတာတွင်းသတင်းရေးတွေကပြောပြထားပါဗျာ အခုလိုမျိုးဘုံကျဲတိုက်ခိုက်ခြင်းမပြုလုပ်မီထီလင်းမျိုးနဲ့ကြောက်ထုတ်နေတဲ့မင်းတပ်မျိုးနယ်ဘက်ကို၄ချိန်လှည့်လည်ပြန်တန်းကကင်းထောက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကရောဒေတာကိုနေစင်တဲ့အမျှလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗျ။ဒါအပြင်ကရင်နီနယ်ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ဖဲကုံမျိုးနယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုလည်းအချမ်းပတ်ဆက်တက်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံပြည်သူများကပြောကြားထားပါတယ်။မေလ၁၉ရက်နေ့ည၁၇နာရီဝန်းကျင်ကမှ ဖဲကုံအခြေဆိုင်ခမရ336တက်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖဲကုံမြို့အရှိတ်ကမ်းမှာရှိတဲ့ခြေရွာများကိုဘာတိုက်ပွဲမှမရှိဘဲနဲ့လက်နက်ကြီး၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာပြည်သူများထိခိုက်မှုမရှိတော့လဲလဲခွဲများတဲ့ကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ပြည်သူတွေစိုက်ပျိုးထားတဲ့စဘာများပြက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား15ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ22ရက်နေ့ထိုင်းစံတော်ချိန်ည7:30မိနစ်အချိန်မှာထိုင်းစစ်တပ်နဲ့လုံခြုံရေးတာဝန်ရှိသူများကကင်းလည်နေတဲ့အချိန်မြန်မာနိုင်ငံသား15ဦးကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတို့မှာဗာစာရွက်စာတမ်းအထောက်ထားမှမပါဝင်ဘဲနဲ့ဝင်ရောက်လာသူများဖြစ်တယ်လို့သိရပါတယ်။၎င်းတို့ဟာထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ပြီးတော့အလုပ်လုပ်ကိုင်ရန်အတွက်လာခုံမဲ့သူကိုစောင့်ဆိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသား15ဦးဟာမြန်မာနိုင်ငံထိုင်းမြန်မာနယ်စပ်ဖျားတုံးစုကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တော်လန်းတွေကနေတဆင့်ဝင်ရောက်ခဲ့ကထိုင်းနိုင်ငံအတွင်းဝင်ရောက်အလုပ်လုပ်ရန်တအူးကိုထိုင်းဘက်ငွေ1000ကျွဲကနေ2000အထိပေးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီမြန်မာနိုင်ငံသား15ဦးကိုထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှုနဲ့အမှုဖွင့်အရေးယူတရားစွဲဆိုသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချပ်ပတ်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ